ပီချင်းမြတ်နုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိထုလေးကတော့ဆီယမာကြီးခင်နှင်းယူရေးသားထားသောကံဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။ကံဒူကြီးတဲကြီးနဲ့အချီအနှီးတောင်းတင်းခိုင်မာပါလျက်နှင့်အညို့အပေါ်တွင်ဘာကြောင့်အနိုင်မရသည်ကို က်ကီးသည်ယခုထက်တိုင်တွေးခေါ်၍မရပေ။တကယ်တော့ပက်ကီးနှင့်အညိုတို့သည် အချီအနှီးအရရက်သည် မရှင်းသာအောင်ကြွာချားကြသည်။သို့သောပက်ကီးသည်အစဉ်အရေးရှုံးနှိမ့်လျက်ရှိသည်။အသက်အဖျင်သာပက်ကီးကလပိုင်းလောက်ကြီးပေမည်။သူမှတ်မိသလောက်အရွယ်ကလေးကကမာရွတ်ဘက်တွင်အညိုနှင့်ခြံချင်းရှင်လျက်နေခဲ့ကြသည်။သူတို့တိုက်သည်မြင့်မားသောနှစ်ထပ်တိုက်ကြီးဖြစ်ယုံမကား တိုက်နောက်တွင်နှစ်ဧကမျှရှိသော မြေအကျယ်ကြီးတွင် စားပင်တောက်ပင်တို့စိုက်ပျိုးလျက်ရှိသည်တိုက်ရှိတွင်မြက်ခင်းစိမ့်စိမ့်ကိုဝန်းရံ၍စိုက်ထားသောပန်းကင်းတို့မှကြည်မဆုံးအောင်လှပပေးသည်အင်းရှိပန်းကင်းအတွက်ပင် မာလီနှစ်ယောက်ထားရှိပေသည် ပက်ကီသည် ခရိယန်သာသနာပြုចောင်းကြီးတစ်ခုတွင်ငေကလေးကနေလာခဲ့သည်ကျောင်းသွားတိုင်းပက်ကီစည်းခဲ့သော ကားတို့မှအခန့်စားကားများသာဖြစ်ခဲ့သည် ယခုလက်ထပ်ပြီးမှ နောက်ဆုံးလဲသောကားမှာ Rolls-Royce မိခိုးရောင်ကားကြီးဖြစ်ပေသည်သူဖခင်ဆက်ရှင်မင်းကြီးကအငိမ့်စားယူပြီးသည့်နောက်တွင် ပက်ကီကိုတီးခြားနေခွင့်မပေးပေမိသားစုအတူတူပင် နေခဲ့သည် ပက်ကီတွင် သူ့ထက်အကြီးမာတာနှင့် အငယ်အယ်မာတို့ရှိသည် အညူရူဤချံဝင်းမှာတေအကမြကြဲမီဖြစ်တော်လဲတိုက်အိမ်မှမူတထတ်တိုက်ပူကလေးမြသာဖြစ်သည်အညို့အဖေးသည် ထင်ရှားသူလေလားမထင်ရှားသူပေလဲလားသူလဲမသိအညို့လဲမသိအညို့အရွယ်မရောက်ခင်ကအညို့ဤအဖေးသည်အညို့တို့သားအမိကို ခွဲသွားသည်ဟုဆိုသည်လစဉ်အညို့အကြောင်းစရိတ်အတွေ့အဖေးထံမှငွေပို့တော်လဲအညို့သည် သူ့ဖခင်ကိုယခုထက်တိုင်မမြင်ဘူးပဲ အညို၏အမေကမူအဖွားစီမှရရှိသောအမွေးကိုငွေရိုးပေးစားသည်ဟုဆို၏အညို့၏စီးပွားရေးအခြေအနေကဒါပဲဖြစ်၏အညို၏အိမ်ရှိပန်းကင်းသည်လည်းစီစီပင်ပင်မရှိလားအိမ်ဆောင်အဖိုးကြီးသည်ညပိုင်းတွင်အိမ်ဆောင်ပေးကာနက်နက်ခင်းတွင်ပန်းကင်းကိုရှင်းလင်းပေးတတ်သည်တခါတရံတွင်အညိုတို့သားအမိပန်းချံအတွင်တွင် ဆင်း၍မျက်နှုတ်နေသည်ကိုတွေ့ရပေသည် မျိုးသည်စစ်မဖြစ်ခင်ကတော့အော်စတင်နံပါတ်10ကားကလေးကိုစီး၍ကြောင်းတက်သေးသည်စစ်ပြီးသည့်နောက်ငွေရေးကြေးအခြေအနေမကောင်း၍လာမသည်အညိုးမှချေချင်းလျှောက်က အင်္ဂလိပ်မြန်မာနှစ်ဘာသာတင်ကြောင်းတို့တက်ရပေသည်ကြောင်းချင်းမတူကြတော့လဲညနေတွင်တော့နှစ်ယောက်စုံမိကြလေသည်တခါတရံအင်းစိန်လမ်းမော်ကိုညီအမတစုနှင့်အညိုးတို့လမ်းလျှောက်ထွက်ကြကတခါတရံတွင် ပက်ကီတို့ခြံကျဲကြီးတဲ့သို့ပင်လှက်ပတ်၍လျှောက်ကြသည် ဤသို့လမ်းလျှောက်ကြသည့်အခါတိုင်းတွင်လည်းတခါတလေတက္ကသိုလ်ចောင်းသားလေးတစုနှင့်လမ်းမှဆုံတတ်သည် ထိုအခါတွင် ထိုចောင်းသားတို့၏မျက်လုံးများသည်အညွတ်အပေါ်တွင်သာဝဲ၍သွားကြသည်ဟုပဲ့ကီကထင်သည်တကယ်တော့အညူကဘာမှချောသူမဟုတ်ပြင်စင်မုံကလည်းဘာမှမထူကြပေအသားကညူလိုက်ပြန်သည်၍အဝေးကကြည့်မစားသော ရုပ်မျိုးဖြစ်သည် ပက်ကီတို့ညီအမသုံးပေါ်သည်လုံးကြီးအမြဲစင်တူဝစ်သည် တက်ကီသည်နှကန်းဆိုးတာချင်းအညိုနှင့်တူတော်လဲသပင်ကောက်ပုံပုံကြပုံ အဝေးအမြင်တွင်ထင်းကနေနေသည်မှာပက်ကီသာဖြစ်ပါလျက်နှင့်ဘာကြောင့်တငယ်လေးများသည်အညို့မျက်နှာပေါ်တွင်မျက်လုံးဝဲသွားပါသည်နီသူသည် ရင်မှုမှုနှင့် ပေါင်းနှံသွေယုံမက တင်ပါကြလဲလှပေသည်အညိုသည်ညှက်သည် မဆိုးယုံကလေးသာရှိ၍လှပထွားကျိုင်းသူမဟုတ်ပေ သို့သောအညုမျက်နှာသည် မကြည့်ရလောက်အောင်တော့လဲအယုတ်ဆိုးသူမဟုတ်ပေလွန်ခဲ့သော၃နှစ်ကအညုမက်ထရစ်အောင်သွားသော အခါတွင်မူပက်ကီမှဆွေဆွေခုံတော့သည်တိတိချင်းနေကမူပက်ကီကယုံပင်မယုံပေအင်္ဂလိပ်စကားပြောရင်လဲခွေအာကြီးလှဲပင်းနင်းမိသလိုလိုထိအဲထိအဲနဲ့ပြီးတော့တလောက်ကတိလင်တာကြောင်းတက်နေရတာအညိုအောင်နေဆိုတာငါမယုံဘူးဟုဆို၏။မက်ကီမယုံရင်လည်းမယုံစရာပါပဲ ပက်ဂီသည်အင်္ဂလိပ်လိုပြောလျင်အင်မတန်မှလှလှပပပြောဆိုတတ်ရုံမကလေယူလေသိမ်းမှချီကျူးလောက်ပြီးသည်အိမ်မှာလဲကျူရှင်ဆရာမနှင့်တီးတန့်တင်ပေးပါရဲ့နှင့်အညိုကအောင်သွားကသူကြံရစ်ခဲ့သည်ကိုဆွေဆွေခုံနေမိသည်အယ်မာကအောင်စရင်ကိုလာပြသောအခါတွင်မူပက်ဂီသည်ဟင်းချတော့သည်တက္ကသိုလ်တွင်အညိုတယောက်အိုင်အေအောင်သွားတော်လဲပက်ဂီတွင် ပက်ကီသည်ယခုထက်တိုင်မက်ထရစ်မအောင်သေးပေသို့သောညနေလမ်းလျှောက်ချိန်ကောင်းကလေးတစုနှင့်တွေ့လင်မှု ပက်ကီသည်အတန်မြင့်၍သူတို့အချင်းချင်းအင်္ဂလိပ်လို ပြောတော်မင်ဖြစ်သည်ဘာပြောပြောအညိုထက်တော့ငါအင်္ဂလိပ်စကားအများကြီးအပြောတာတဲ့ဟု သူ့ကိုယ်သူစိတ်တင်းလိုက်ပြန်သည်သူလက်ထရမည်သူနှင့်အညိုအားမိတ်ဆက်ပေးသည့်နေ့တုန်းကလည်းသူကအင်္ဂလိပ်လိုမိတ်ဆက်ပေး၏ သူတို့နှစ်ယောက်ကအင်္ဂလိပ်လိုသက်သွက်လက်လက်ပြောတော်လဲအညူကအင်တလုံအဲတလုံဖြစ်နေသည်ကိုသူသဘောကျလိုက်သည်ပက်ကီသည်အညူထက်တစ်နှစ်စော၍လက်ထပ်သည်အညူက BA နောက်ဆုံးနှစ်ရောက်မှလက်ထပ်လိုက်သည်ကာယကံရှင်ဖြစ်သောအညူကိုယ်တိုင်က သူ့လက်ထပ်ပွဲကိုစိတ်ဝင်စားနေသလားမဝင်စားနေသလားတော့မသိပက်ကီမှာတော့အမြဲတည်းမေးရ၏အညူတို့အိမ်မှာထမင်းချက်မပန်းမဲမှာခဏခဏဆိုသလိုပက်ကီတို့အိမ်တို့လာတတ်သည် မပန်းမယ်ထံမှအညိုယူမဲ့လူအကြောင်းမင်္ဂလာဆောင်အခမ်းအနားကိုဘလို့လုပ်မဲ့ဆိုတဲ့အကြောင်းမေးရ၏မပန်းမယ်ကစီစီပင်ပင်ပြောပြပြန်နေလဲသူ့မှာစိတ်မောပြန်သည်ဒီတငယ်ကလွန်ခဲ့တဲ့သုံးနှစ်လောက်ကလေးကဒီအိမ်ဝင်းထွက်နေတာသုံးနှစ်သုံးမိုးစောင့်နေဆိုတာဒီတငယ်မျိုးထင်ပါရဲ့ကွယ်နေပိုင်အဖြစ်နေပြောင်းသွားရတော့ငါလဲရန်ကုန်ရောက်တယ်ဆိုသူကားကလေးနဲ့ပြေးလာတာပဲအခုတော့အတွင်းဝင်ရုံပြောင်းဝင်လာရတဲ့ ဓာတောင်အညူက BA အောင်မှလက်ထပ်ချင်းသားအညူအမေကကောင်းကောင်းမမကောင်းလေးကလည်းသိပ်ပူစားလို့လက်ထပ်ဖို့အညူကသဘောတူလိုက်ရတာသူ့နာမည်ကဘသူတဲ့လဲမောင်တင်မောင်နဲ့ပက်ကီသည်စိတ်မသက်မသာဖြစ်ရပြန်သည်တကယ်ဆိုသူသည်မင်းကြီးသမီးရုပ်လဲချောမွေလဲပေါ်သူဖြစ်၏သူရသောလင်မှာအညူထက်တော်တာသင့်သည် အခုတော့အညူရသူမှလည်းအတွင်းဝင်ကလေး ူရသူမှလည်းအတွင်းဝင်လေးပင်ဖြစ်၏။ယခုလိုတူတူချင်းဆိုရင် ပက်ကီအတွက်စိတ်သက်သာပွဲရှိသေးသည်။ဒါပေမဲ့ကိုတင်မောင်ကအညို့ကို၃နှစ်၃မိုးစောင့်၍ဒူးထောက်တောင်းခံရသည်ဟုကြားရသောအခါသူ့အဖြစ်ကိုစိတ်နာလှသည်။သူရှုံးပြန်လေပြီ။သူ့မှာဘာကြောင့်မှမသိကိုဝင်းမောင်ကိုလက်မထက်ခင်ကသူတို့ညီမ၃ယောက်ကိုဝင်းမောင်၏နှမများကိုတွား၍ပြရသည်။ ထိုနေ့ကိုပြန်တွေးမိသောအခါအလိုလိုရှက်၍လာသည်။ကိုဝင်းမောင်တို့အိမ်မှာအเจ้าမရှိအเจ้าရှာလို့ရသောလက်ဖက်ရည်ပွဲသို့သူတို့ညီအစ်မသုံးယောက်တွားရ၏။မတွားခင်ကတည်းကထိုလက်ဖက်ရည်ပွဲတွင် ကိုဝင်းမောင်က သူတို့ညီအစ်မသုံးယောက်ထဲမှကြောက်ရရွေးမိကိုတော့သူတီးပြီးခဲ့ပြီးဖြစ်သည်။တကယ်ဆိုကိုဝင်းမောင်သည် ကိုတင်မောင်ကအညို့ကို ယူတဲ့ကဲ့သို့ပင် သူအားသုံးနှစ်သုံးမိုးဆောင်၍ပိုးစေခြင်းယူစေခြင်းသည် ဒီလိုချိရသောအချက်မျိုးမှာပျော်ရွှင်နှစ်သိမ့်စရာကောင်းမေလိမ့်မည်ဟုတွေးမိပြန်သောအခါသူရှုံးရသောအဖြစ်ကိုတွေး၍ရင်နာမိပြန်သည်ဓာတောင်ပက်ကီအမေကလှင်၍မြန်မြန်လက်ထက်ခြင်းဖြစ်ပေသည်ကိုဝင်းမောင်က အချိန်ဆွဲခြင်းသေးပေသည် ပက်ကီတွေးခြင်းတိုင်းတွေးနေသည်ကိုမဆောင်နိုင်သောမှတ်ပန်းမေကပြန်ရန်ပြင်လိုက်၏ကဲမပက်ကီကျမပြန်အောင်မယ်အညိုကဒီကနေ့အိယာအခမ်းအနားတွေရောက်မယ်လို့ပြောထားတယ် အဲ့ဒါကြောင့်အဲ့ဒါတွေနေရာချအောင်မယ်ဟုတ်လားအင်းအညိုတော့ဒီမင်္ဂလာဆောင်အတွက်အတော်ကုန်အောင်ပါပဲရှင်ဘာမှမကုန်ပါဘူးမပက်ကြီးရဲ့တငယ်ကလေးကအားလုံးတင်းတောင်းနေအိယာအခန်းအနာတို့သမီးအဝေးအစားကအစားအားလုံးဝဲပေးတာပဲပက်ကြီးသည်ပါဇက်အဟောင်းသားနှင့်ငေးကြံရစ်သည်မပန်းမယ်ကမူနေရာမှထကအညိုတို့ခြံပဲ့သို့လျှောက်သွားတော်သည်ကဲ ယခုတကြိမ်မှလဲရှုံးရပြန်သည်အညိုးသည်ဘာကြောင့်များအီးအီးလေးနှင့်အနံ့ယူနိုင်ပါလေသူတို့ကကိုဝင်းမောင်ကိုရရပါမယ်အကြောင်းမင်္ဂလာ အခန့်စေးကိုလဲမိန်းကလေးဘက်ကတာဝန်ယူရသည်အိယာခန်းနာနောက်ဆုံးသူတို့သားဝတ်ဖို့အဝတ်အစားပင် ပက်ကီတို့က အကုန်ကြခံရသည်ပက်ကီသည်အန်ကျိတ်မိ၏အခြေအနေကိုဘာမှနားမလည်နိုင်တော့ပေအညိုဤလက်ထပ်ပွဲသည်သူ့လက်ထပ်ပွဲလိုခန်းနာခြင်းမရှိလား လူ200လောက်ဖိတ်၍အိမ်မှပင်လက်ထက်ကြ၏သူတို့ကမူနက်နေပိုင်းအိမ်တွင် လက်ထက်၍ညနေပိုင်းတွင်ဆက်ထရင်းဟိုတယ်၌လူ200ကျော်ခန့်အက်ခံပွဲလုပ်ခဲ့ပြီးသည်အညို့လက်ထက်ပွဲတွင်ညီအစ်မ3ယောက်စလုံးစောစောသွားကြသည် မာတာနှင့်အယ်မာကအညို့၏အပြူရန်အဖြစ်အညို့ကိုပွဲထုတ်ရန်လိုက်ပါကြသည်အားလုံးပျော်ပျော်ရွှင်ရွှင်တိုက်တိုက်ဝင်းဝင်းနှင့်လက်ထပ်ပွဲမှာခက်ချင်းချင်းပင်ပြီးစီးသွားသည် သူကမူအညိုဤအိယာခန်းသားပြင်ဆင်ထားသော အခန်းမှမထွက်ပေ။အိယခင်းမှာ ရွှေဝါနုရောင်ဖဲဖြစ်၍ဖဲဘော်ကားမှ ရွှေဝါရောင်ပိုးစာဘော်တွင်နှင်းစီပန်းများအပွင့်ဖော်ထားသော အဖုံးကိုဖုံး၍ထားပေသည်။ဇာချင်းတော်ကလည်းအဝါနုကလေးဖြစ်၏။ဆောင်းများမှမူဂျူရန်နှင်းစီတစ်စိတ်သိုးမွေးဆောင်အကောင်စားအဝါနုရောင်ဖြစ်ပေသည်။ ဇာဘာအဖုံးပေါ်တွင်စောင်းနှင့်ခေါင်းအုံးရေးရေးပေါ်နေသည်မှတမျိုးလှပေသည်ကတင်ဤတစ်သားမန်တင်ကုံမှန်ပြီးတော့အိတ်ခမ်းတွင်းရှိ ဆိုဖာနှစ်ခုပဲ့ကီသည်ထိုးပစ္စည်းအားလုံးကိုလက်နှင့်လိုက်၍ဆမ်းရင်းဝန်းနေသွားပြန်သည်ဤအိယာအခမ်းနာအိမ်တောင်ပြိဘောကများသည်ယခုလိုမကောင်းပဲထင်းရှူးသားနှင့်ပင်လှုပ်ထားသည်ဖြစ်အောင်တော့အညွတ်အဖို့ဒါရီမောင်ကအားလုံးဝယ်ပေးတာဟုခက်မော်မော်ကလေးပြောပြနိုင်ပေသည် ဒါကိုကအညိုသည် သူ့အပေါ်အနိုင်ရခြင်းပင်ဖြစ်၏သူ့မှာတော့ဘာကြောင့်ဓာရီကိုကိုကိုဘက်ကဝယ်ပြီးတင်ရတာဟု မပြောနိုင်ပါသနီတကယ်တော့သူသည်အညို့ထဲအများကြီးအခြေအနေခိုင်မာပါလျက်နှင့်ယောက်ျားတယောက်ကိုအညိုလိုလက်မထောင်မယူနိုင်ပဲဒူးထောင်၍ငွေကုန်ကြေးကြခံကယူရပါသနီ လက်ထပ်ပွဲပြီး၍သူတို့သားသူတို့သမီးအခန်းအပ်ပြီးမှပက်ကီပြန်လာခဲ့တော့လဲစိတ်ထဲမှာဟဲ့ဟဲ့ပက်ပက်ပျော်ပျော်ရွှင်ရွှင်မရှိလှပြီအိမ်တောင်ကိုစီကြပြီးပြန်တော့လဲသူသည်အညို့တည်င်းကို နားထောင်နေမြဲဖြစ်သည် မပဲမန်ထံမှအညို့တို့နေပုံထိုင်းပုံတင့်တင့်မြတ်မြတ်ရှိမရှိပြင်းပြင်းနာနာ ရှိမရှိမေးရပြန်သည်သို့သောမပန်းမယ်ပြောစကားကိုကြားရပြန်နေလဲ တက်တက်ဒေါသဖြစ်ရပြန်သည်မောင်တင်မောင်ကလူဆန်းကွယ်မပက်ကြီးရဲ့တခြားယောက်ျားများကိုမိမကိုတိုင်းချက်ပြုတ်မှ ချက်မှပြုတ်မှကြိုက်ကြတယ်မို့လားသူကတော့အညိုပါလို့တာမှမကြိုက်ဘူးအညိုမှဖြင့်မောင်တင်မောင်အလှုပ်သွားခြင်းကြမှာသူလုံးဆရာရှိတာတွေအားလုံးလုပ်ရတယ်အညိုကလည်းအင်မတန်အဝတ်လျှော်ခြင်းမိဖို့တိုက်ခြင်းနဲ့ကလေးမှတနေ့ယုံကအမှတ်မတင်ဆင်းရလာတော့အညိုမိဖို့တိုက်တာတွေ့တာနဲ့ ြော့မရတယ်လို့ဆိုပြီးမိဘူးတောင်လှွန့်ပြင်မလို့ပက်ဂီသည်နားထောင်နေရမှမျက်လုံးလေးပြူလိုက်တယ်သေးတာပဲဟုနဲ့စိတ်ထဲမှာမှတ်ချက်ချာ၏စားတာတောက်တာလဲအညိုကပြင်ချက်ချင်လိုက်တာအလွန်ပဲချက်လဲပို့တယ်ငန်းနေခြင်းမများပါဘူးဒါပေမဲ့အညိုပြင်းပြင်းပန်းပန်းချက်ပြီးဆိုစူတာပဲဒါကြောင့်သူ့ရှေ့ဆိုအညိုကမိဘူးတဲ့မဝင်သလိုနေရတယ်ပက်ဂီရဲ့ပက်ဂီသည် မပန်းမယ်စကားပြောသူကိုနားထောင်ရင်စိတ်သားအိုးကိုတတိယသွားသည်ကိုကိုကညစာတွင် စိတ်သားနှက်ကိုစားကျင်သည် ဆို၍သူကိုယ်တိုင်နှက်ထားသည် အစီအခံတွင်တပုံးတပင်ရှိရနှင့်ပက်ကီကိုယ်တိုင်လှုပ်မှကိုကိုကကြိုက်သည်ကိုကိုကတော့ပက်ကီကိုယ်တိုင်လှုပ်မှစားတတ်တယ်သူသည်မပန်းမယ်ကိုအားတင်း၍ဂုံယူကပြောလိုက်တော့လဲစိတ်ထဲမှမူစကားပြောရသည်ကိုအရသာမပါဘီတခါတည်းရန်ကိုကိုကိုစိတ်တူဤ ထမင်းဝိုင်းမှာထမင်းစားနေရင်က ချင်ရင်ဟင်းတွင် အချင်းပေါ့သည်ဟုထင်နှင်မကြီးသည်ရေနှဲကဟင်းအိုးကိုမိဖို့ပေါ်ပြန်တင်၍အချင်းထတ်ထည့်ပေးရသည်စီပြန်ဟင်းတွင်အနှစ်နှင့်စီနဲနေပြန်နှင့်လဲစီတက်တက်ချဲ့၍စားနေတော့မှာထပြင်းပေးရသည်အလကားနေအညိုကကံကောင်းနေသည် သူ့မှာတော့ဘာကြောင့်များဒီလိုဖြစ်နေပါလဲမပန်းမဲထအသွားတွင်သူသည်စိတ်သားအိုးကိုထ၍ကြည့်မိသည် ညစာစားပွဲတွင်တခါတည်းနှင့်အစင်မှပြေးပါမလားဟုဆိုရင်မိပြန်သည် အစင်မပြေးတိုင်းကိုဝင်းမောင်သည် သူ့နှမများနှင့်နေခဲ့ရာတုန်းကအစချီကသူ့ကိုနှမများအလိုလိုက်ပုံ ပြုစုပုံတွေကို မိုးမစုံလေမစုံပြောလာလင်သူသည်ဒေါသထွက်ကရန်ဖြစ်ရတော့သည်ဒီနှမတွေအကြောင်းနှင့်ပတ်သက်၍ခဏခဏရန်ဖြစ်ရသောကြောင့်ကိုဝင်းမောင်နှမများကိုပင်အိမ်သို့မလာလဲစီလိုပြီဟိုတနေ့ကเจ้าหมาများလာစဉ်တွင် သူဒီစကားဟာဟာမပြောခဲ့။ရောက်မများကနောက်ကိုမလာတော့ဟုပြောပြီးသွားသည်။စိတ်ထဲတွင် သူဖြစ်တယ်လို့အညို့တွင်လည်းအားလုံးဖြစ်စေခြင်းသည်။ဘယ်တော့အညိုသည် လင့်ဘက်ကအမျိုးများနှင့်မသိမတင်ဖြစ်သည်ကိုကြားရမလဲဟုစိတ်ကစောင့်စားနေမိသည်။မိုးဦးတညက်နေတွင်အညိုလာ၍လဲပေသည်။အညိုသည်ကိုဝင်ရှိစာဟံမျိုးဖြစ်နေတော်လဲသူသည်အညို့ကိုကိုဝင်ရှိမရှိမမေးပေအညို့ကအေးအေးဆေးဆေးနှင့်သူ့ကို စိတ်ဝင်စားစား ရှင်းပြသည်ပြော၏သို့သောအညို့စကားတဲ့တွင်လင်အကြောင်းအိမ်တောင်၏အကြောင်းလုံးဝမပါပြီเจ้าနေတော့ကဘဝကိုသာလွန်းလွန်းတတပြော၏အနာကနားထောင်နေသူအယ်မာကမူအညို့ဝစ်လာသော ထမင်းကိုသဘောကျနေ၏အညို့ထမင်းသည် အစိမ်းရင်ပေါ်တွင်လှပသောအဝါချိတ်ကလေးများဆင်ထားသည်မြမရက်ထဲလုံကြီးဖြစ်ပေသည်အညို့လုံကြီးကိုမာသာတိတ်သဘောကျတာပဲကွယ်အသားကလည်းညံ့နေတာပဲ ။သဘောကျသူအယ်မာကမပြောခင်မာတာကအရင်ပြောလိုက်သောကြောင့်အယ်မာကဟဲ့ဟဲ့ပဲ့ပဲ့ရဲလိုက်သည်။အယ်မာကလည်းအဲ့ဒီလုံညူကိုမျက်စီကျလို့အညိုလာကလေးကကြည်နေတာ။အညိုသည်ပြုံးလိုက်၏။သူအပြုံးသည်ပြေဆုံးခြင်းဖြင့်အားရှိသောအပြုံးဟုပဲ့ကီကထင်ပေသည်။ဟုတ်တယ်။ဒီလုံညီလေးကလှကိုလှတယ်။ပြီးတဲ့သူစေတနာကောင်းလို့ထင်နေ။ဘဲကပြေးလဲအညိုပဲ့ကီသည်စူးစမ်းတယ်လို့ဟန်နှင့်မေး၏။ မောင်ရဲ့အညာက အတော်ကြီးလေတိတ်သဘောကောင်းတာပဲသူကခြီးပေးပြီးအစင်ကိုကြိုက်တဲ့အစင်ရက်ခိုင်းတာတိတ်လှတာပဲနော်ကိုတင်မောင်မှာအမေရှိသေးလားနှစ်မတွေကောပက်ကီကထပ်၍မေးပြန်ဤအမေလည်းမရှိတော့ဘူးနှစ်မတွေကဝမ်းခွဲတယ်ဒါပေမဲ့သူတို့ကတိတ်ရိုးတာပဲအညာတလိမှုလားသူ့အတော်တွေကလည်းရှင်းရှင်းဘွန်းဘွန်းတွေပဲပက်ကီဒီဘာမှဆက်မမေးလို့တော့ဘီ တကယ်ဆိုတော့သူ့စိတ်ထဲတွင်အညိုသည် ရောက်ခမတွင်ရောင်းမတွင်နှင့်သူ့လိုဇရားအမြဲရှုံနေစေခြင်းသည်သူ့ရောက်ခမမိမတကြီးသည်ခဏခဏသူ့သား BA အကြောင်းအတွင်းဝင်အကြောင်းဂုံယူအတရင်ပြောသည်ကိုနားကလော့၍ရံဖြစ်ကြသလိုအညို့တွင် ဖြစ်စေခြင်းသည်ခုတော့အညို့မှာဇရားရှုံစရာရောက်ခမကလည်းမရှိ ရှိသည့်အတော်တွေကလည်းသူတို့ဘာသာအေးအေးနေသည်ဆိုတော့ဒီတပွဲတွင်လည်းသူသည်အညို့ကိုရှုံးရပြန်သည်တကား သူတို့စကားပြောနေစဉ်တွင် မိုးသားများသည် ပုံမှုပြီးမဲမှောင်လာကြသည်မပန်းမယ်သည်အထုပ်တစ်ခုနှင့်သူတို့ရှိရာသို့လျှောက်လာ၏မပန်းကြီးဘာလာလုပ်လဲအဲဒီမှာကစီကြိုပြီးမေးလိုက်၏မောင်တင်မောင်လှုပ်လိုက်လို့အညိုစကားပြောခြင်းပြောနေတဲ့သူကားနဲ့လာကြုံမဲတဲ့မိုးညိုလာတော့အညိုအေးမိမှာဆိုးလို့တဲ့မောင်တင်မောင်ကအနှွေးရွယ်သွားပို့ကြီးဆိုတာနဲ့လာပို့ရတာရော့အညို မပန်းမယ်လက်ထဲမှအညိုသည်တူမွှေးဆောင်အုပ်စကဝါအယောင်လေးကိုဆွဲယူ၍ချုံလိုက်သည်ပက်ကီသည်အိန္ဒြေရစွာပင်မထိုင်၍မနေနိုင်တော့ဘဲအိတ်ခမ်းထဲသို့ဝင်သွားတော့သည်ဂရင်ဘေးရောက်လျင်ဂရင်ပေါ်ပြစ်လဲလိုက်ကဝမ်းနေပန်းနေငိုလိုက်မိသည်မစီမဆိုင်တင်းမောနှင့်မြောင်းမြသွားခဲ့သည့်တညကိုတတိရမိသည်တင်းမောခန်းထဲတွင် မိုးအနည်းငယ်ပဲ့၍လေတိုက်ပြီးသည် ူကကရင်မော်တွင်အသာလှဲ၍နေပေသည်စိတ်ကတော့မိုးတဲ့ဝင်းလာရင်ကိုကိုသည်မှန်ပရင်းကိုပိတ်ခါသူ့ကိုဆောင်းချုံပေးမိထင်၍ငိန်ကာမှိန်နေမိသည်နောက်ဆုံးတော့ကိုကိုမှာအရင်အိပ်ပျော်သွား၍သူ့ဖာသာတကားထပေးရသည်အားလုံး꽈လိုက်သည့်ဖြစ်ချင်းအညိုးအိမ်လာလဲသည့်အခါတွင်မှပင်မိုးညိုလာသည်နှင့်အညိုးအအေးမိမှာစိုးသောကြောင့်ကိုတင်မောင်ကအနှွေးတဲ့အပုတ်လှွရသည်သည် က်ကီသည်ခေါင်းအုံးတလုံးကို ဆွဲယူ၍အဝေးသို့စောင့်လွန်ပစ်လိုက်သည် သူ့မှာဒူကြီးဒဲကြီးနှင့် အနေအထိုင်ခိုင်မာပါလျက်နှင့်အညို့အပေါ်တွင်ဘာကြောင့်အနိုင်မရသည်ကို တွေး၍မရနိုင်ပါတကားသို့သောဒူရဲအင်အားအားကြီးသည်ဆိုလဲအခါခတ်သိမ်းချမ်းမြေပွဲအခြေအနေကို ဖန်တီး၍မပေးနိုင်ဆိုသည်ကိုတော့သဘောပေါက်သလိုဖြစ်လိုက်မိ၏ခင်နှင်းယူ ရှုမဝအတွဲစနစ် အမှတ်135ဩဂုတ်လ1958ခင်းနင်းယူဤလေရွေးစင်ဝိထုတို့များမှ ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမယခုဖတ်ပြပေးခဲ့သောဆီယာမကြီးခင်းနင်းယူရေးသားထားသည့်ကံဝိထုတို့လေးဒီမာရင်ပြီးဆုံးပါပြီရှင်ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စားပီးချစ်မြတ်နို့သူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ ကျမကနှင်းစီပါရှင်